လုံးမင်္ဂလာပါ Beyond Sense အစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်အကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒါပီးမြားလိဒါပွဲစဉ်ဇာနဲ့ပတ်သက်ပြီးတော့အချမ်းဖြစ်လို့သုံးတော့ပြီးသွားပါမယ်ဒါဒီဒီဗီဒီယိုထဲမှာဒါပီးမြားလိပွဲစဉ်ဇာဘလို့ရေးဆွဲသလဲဘာကြောင့်မို့လို့တချို့အသင်းတွေကိုအตาရအောင်နာရအောင်တမင်တကာရေးဆွဲလို့မရတယ်လေနဲ့ကျွန်တော်တို့ဒါအသင်းကြီးတွေအချင်းချင်းဒါပီးမြားလိပွဲစဉ်ဇာအပေါ်ဒါနှိုင်းရှင်နှိုင်းရှင်ကြည့်ပြီးတော့ဘယ်အသင်းကတော့အตาရနိုင်လဲဘယ်အသင်းကတော့ဒါအနေနဲ့အနေငယ်ချက်တက်နိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာသုံးသပ်ပြီးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကတော့ဒါပြီးမြားလီပွဲစဉ်စရာဘယ်လိုရေးဆွဲတယ်လဲပေါ့နော်ကျွန်ပြီးမြားလီပွဲစဉ်စရာကိုအဓိကအဖြစ်ကျွန်တော် Glam Thompson ဆိုတဲ့ဒါပုံကိုနဲ့ပြီးရင်ဒါ Etho ဆိုတဲ့ AI နည်းပညာကုမ္ပဏီတို့ပူးပေါင်းပြီးတော့ရေးဆွဲကြတာဖြစ်ပါတယ်ဒါသူတို့က2025ကျွန်တော်တို့ဒါနှစ်ဆလောက်ကနေကဒီပွဲစဉ်စရာရေးဆွဲဖို့သူတို့ပြင်ဆင်နေခဲ့ကြတာဖြစ်တယ်အာမက်ရှလာလောက်မှာသူတို့အနေနဲ့အဒိတ်တွေပေါ့နော်လိုအပ်တဲ့ဒိတ်တွေအကုန်လုံးတောင်းတယ်ဟိုပရီးမီးယားလိဂ်ဒိတ်တွေတော့မဟုတ်သေးဘူးကျွန်တော်တခြားနိုင်ငံတကာကဒီ international ပွဲစဉ်တွေပြီးရင်ကျွန်တော်ဥရောပပွဲစဉ်တွေကျင်းပမဲ့ဒိတ်တွေကိုတို့အရင်ဆုံးတောင်းတယ်ပြီးရင် Premier League အသင်းတွေမဟုတ်ဘဲနဲ့တခြားဒါအင်္ဂလန်မှာရှိတဲ့ League 2မှာရှိတဲ့အသင်းတိုင်းကြီးကိုတို့ကဟိုအိမ်ဝင်း အဲကစားလို့မရဘူးဆိုတော့တိတ်တည်းကိုကျွန်တော်စာဖေးကောက်တယ်ဥမာအဖြစ်ကျွန်တော်တို့တချို့ဒီနေရာရှိဥမာအာဆင်နယ်မှာဆိုရင်အဒီရက်ဒီရက်ကတော့ Emirates Queen မှာသူတို့ show ပဲတစ်ခုလက်ခံထားတယ်အဒီရက်ဒီရက်ကတော့ Emirates Queen ဒါပြင်ဆင်ရမယ်ဒီလိုမျိုးသူတို့ဒါစီစဉ်ထားဒိတ်တွေရှိတယ်ပေါ့နော်အအင်ဝင်းတွေကအားကြောင့်မို့အဲ့လိုမျိုးအင်ဝင်းတွေကျင်းပလို့မရတဲ့ဒိတ်တွေကိုသူတို့နေအရင်ဆုံးတောင်းတယ်တောင်းပြီးဆိုရင်တော့သူတို့ကဒိတ်တွေအကုန်လုံးစုပြီး data တစ်ခုလည်းထည့်လိုက်တယ်အဒါကတော့ဒါကတော့တစ်ပိုင်းပြီးရင်တော့သူတို့ကအဲ့ဒီ programming site ထဲမှာဆိုရင် ဟို limitation တွေထည့်တယ်ဘလို limitation တွေလဲဆိုရင်ပထမဆုံးအာပွဲ၅ပွဲမှာ3 2ဆိုတဲ့ ratio limitation ဥမာပွဲ၅ပွဲမှာဆိုရင်ဘယ်အသင်းမဆိုအနည်းဆုံးအာ3ပွဲအိမ်ဝင်အဝေးအာ2ပွဲအဝေးဝင်ဒါမှမဟုတ်ရင်လည်း3ပွဲအဝေးဝင်2ပွဲအိမ်ဝင်အဲ့လိုမျိုးဖြစ်ကိုဖြစ်ရမယ်ဘယ်အသင်းမှ9ပွဲအဲမှာ4ပွဲအိမ်ဝင်4ပွဲအဝေးဝင်ဒါ9ပွဲလုံးအဝေးဝင်အဲ့လိုမျိုးတွေလုံးဝဖြစ်လို့မရဘူး3 2ဆိုတဲ့ ratio နဲ့တွားတယ်အဲ့3 2 ratio မှာလည်းဒါ3က သုံးပွဲဆက်တိုက်အင်ဝင်သုံးပွဲဆက်တိုက်အဝေးဝင်မျိုးဖြစ်လို့မရဘူးအလွန်ဆုံးနှစ်ပွဲဆက်တိုက်အင်ဝင်နှစ်ပွဲဆက်တိုက်အဝေးဝင်ပဲဖြစ်လို့ရမယ်ဆိုတဲ့ limitation နဲ့ထပ်ထည့်ထားတယ်။ဒါ3-2 ratio နဲ့သွားတဲ့ limitation ပြီးရင်နောက်တစ်ခုကအဖူရာစီအစအာနှစ်ပွဲနဲ့ယာဒီအပိတ်နှစ်ပွဲမှာဘယ်သိမဆိုအင်ဝင်းနှစ်ပွဲဆက်အဝေးကွင်းနှစ်ပွဲဆက်ကြတာမျိုးမဖြစ်ရဘူးယာဒီအစနှစ်ပွဲနဲ့ဒါယာဒီပိတ်နှစ်ပွဲမှာဆိုဘယ်သိမဆိုအင်ဝင်းဝေးကွင်းအင်ဝင်းဝေးကွင်းဆိုတဲ့ဒါပတ်ထန်မျိုးနဲ့သွားတာကိုကျွန်တော်တို့ဒါထည့်ထားတယ်ဒါအားလုံးဒါသတိထားမိရင်လည်းတွေးတော့မှာပါ နောက်တစ်ခုကတော့ကျွန်တော်ခါကြီးရဲ့ကြီးရဲ့တွေဖြစ်တဲ့အာပေါင်စင်ဒေးနဲ့ဒါဟိုဘယ်လို New Year ညပေါ့နော်အဖေတင်းမဆိုဒါပေါင်စင်လေးမှာအိမ်ဝင်ကြရဲဆိုရင်နီးရညမှာတေချာပေါက်အဝေးဝင်ခင်ရမယ်ပေါင်စင်လေးမှာအဝေးဝင်ကြရဲဆိုရင်နီးရညမှာတေချာပေါက်ဒါအိမ်ဝင်ခင်ရမယ်ဒီလိုမျိုးလဲတင်းနဲ့တင်းဒါအတာမရအောင်ဟိုမျက်နှာသာမပေးပြအောင်ဒါသူတို့ဒါတတ်မှတ်ထားရပေါ့နော်နောက်တစ်ခုကတော့ပတ္တနာ class တွေ ။ဘာလဲဆိုရင်ဥမာမန်ချက်စတာမြို့မှာဆိုရင်မန်ချက်စတာယူနိုက်တက်နဲ့မန်ချက်စတာစီးတီးအသင်းကတရက်ထဲမှာအင်ဝင်းတူတူကြလို့မရဘူး။မာဆေးဆိုင်မှာဆိုရင်လီဗာပူးအသင်းနဲ့အဗာတန်အသင်းကတရက်ထဲမှာအင်ဝင်းတူတူကြလို့မရဘူး။ဘာလို့လဲဆိုရင်ဒါကကြတော့လိုကေနဲ့ဆိုင်သွားပြီပေါ့နော်။သူတို့လိုကေမှာရှိတဲ့ဒါလုံညုံရေးတွေ၊ရဲတွေ၊အဲပြီးရင်ကျွန်တော်တို့ဒါအာ ရထားတွေကားတွေအဲ့ဒီမှာလူတွေအများကြီးတွားပြီးတော့ဆုပြီးတော့ bandage ဖြစ်သွားပြီးတော့လုံးဝလုံယုံရေးလက်ထိန်လို့မရတာတွေ bus ကားတွေအဲကားတွေလည်းအရန်ပိတ်သွားတာတွေအဲ့လိုမျိုးဖြစ်မှာဆိုတဲ့အတွက်သူတို့ကအရန်ဝင်ကတ်တဲ့တရက်ကွက်ထဲမှာတမျိုးတည်းမှာရှိတဲ့တချို့အသင်းတွေကိုတရက်ထဲမှာအင်ဝင်သူတို့ပေးမကြဘူးပေါ့နော်ဒါကလည်းတပိုင်းရှိတယ်ဟိုဆိုတော့ကြတော့ ပြောချင်တာကဒီလိုမျိုးသူတို့ limitation တွေထည့်တဲ့အထက်မှာဟိုဒါဘယ်အသင်းကြီးနဲ့အသင်းလေးမတွေ့ရဘူးတဲ့အသင်းကြီးနဲ့အသင်းလေးစတိုင်းမတွေ့ရဘူးတဲ့ဒါအသင်းကြီးပြီးအသင်းလေးအသင်းကြီးပြီးအသင်းလေးတွေ့ရမယ်ဆိုတဲ့ limitation တွေဒီလိုမျိုးတွေသူတို့ထည့်လို့မရအောင်ဘာလို့လဲဆိုရင်အဲ့လိုမျိုးထည့်လို့မရအောင်ဆိုတာကသူတို့ရဲ့ site ထဲမှာကျတော့အသင်းကြီးအသင်းလေးဆိုပြီးကျွန်တော်တို့တရားဝင်သတ်မှတ်ထားလို့ရတဲ့အနေအထားမျိုးကျွန်တော်တို့မှာမရှိဘူး ဟိုမှာကျွန်တော်တို့ကဒါပြည်သက်တွေနဲ့အောင်မြင်မှုကိုမူတည်ပြီးတော့အာဒီကတော့အတင်းလီအတင်းကြီးဒါတော့အတင်းလီလို့သတ်မှတ်ထားပေမဲ့တကယ်တမ်းတော့အဲ့ဒါ official သတ်မှတ်ထားတာမဟုတ်ဘူးညာတည်ရမယ်အဲ့တော့ကြတော့တို့အနေနဲ့အတင်းကြီးအတင်းလေးဘယ်လိုမျိုးထိရမယ်ဘယ်လိုမျိုးထိရမယ်ဆိုတော့ limitation လုံးဝထည့်ထားမဟုတ်တဲ့အတွက်ကျွန်တော်ပွဲစဉ်ကြီးဖြတ်လာလို့မို့အာဒီအတင်းကတော့အတင်းကြီးနေပဲတွေ့နေရတယ်ဒီတင်းကတော့အတင်းလေးတွေနေပဲတွေ့နေရတယ်ဆိုတော့အာစကားစင်တွေထွက်လာခဲ့ရင်ဒါကတမင်တကာလုံးဝလောက်တော့မဟုတ်ဘူးဆိုတော့ကျွန်တော်ကဒါသိစီခြင်းုံမှာဒါတော့တစ်ပိုင်းပေါ့နော် ော်ဒုတိယပိုင်းနေနေရတော့ကျွန်တော်တို့ဒါပရီးမီးယားလိဒါအသင်းကြီးတွေရဲ့ပွဲစဉ်စရာကိုကျွန်တော်တို့ကြည့်ကြမယ်ပထမဆုံးကျွန်တော်တို့ဒါအာဆင်နယ်အသင်းရဲ့ပွဲစဉ်စရာကိုကျွန်တော်ကြည့်မယ်ပေါ့နော်အဲဒီရာသီအာဆင်နယ်အသင်းရဲ့ပွဲစဉ်စရာကြည့်မယ်ဆိုရင်အားလုံးသိတဲ့အတိုင်းပဲမနစ်ကရာသီနဲ့အတူတူပဲအော်ခုနကပြောဦးမယ်ခုနကလုံကပြောခါပြောထားတဲ့ပရီးမီးယားလိအာပွဲစဉ်ကြားထဲမှာဥမာထားပါဆိုသူတို့ကဒီရာသီမှာသူတို့တခုအဆင်မပြေတဲ့အချက်မကြိုက်တဲ့အချက်ရှိခဲ့တယ်ဆိုရင်ဒါသူတို့ကနောက်ရာသီမှာမတိုင်ခင်မှာသူတို့ကြိုးပြီးပြောလို့ရတယ်သူတို့ပြင်ဆင်ပြီးရင်ပြင်ဆင်ပြီးလို့ရမယ်ဒါမှမဟုတ်လေဒီရာသီထဲမှာ ပြင်းများလေးကထုတ်ပေးတဲ့ပွဲစဉ်စရာအချမ်းဖြစ်ကိုသူတို့လုံးဝမကြိုက်ဘူးတခါကလုံးဝအဆင်မပြေဖြစ်နေတယ်ဆိုတော့ဒါ official ခိုင်မာတဲ့ reason မျိုးရှိရဆိုရင်လည်းသူတို့ပြန်ပြီးတော့တင်ပြလို့ရတယ်အဲ့အချိန်မှာဆိုရင်ပြင်းများလေးကပြန်ပြီးပြင်ဆင်ပေးတယ်အဲ့လိုမျိုးတပွဲမကြိုက်တဲ့အတွက်တပွဲအဆင်မပြေတဲ့အတွက်ပြင်ဆင်ပေးမယ်ဆိုရင်သူတို့ကနောက်ထပ်ပွဲ40လောက်သူတို့ပြင်ဆင်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုကြအောင်အဲ့လိုမျိုးဒါမလွယ်ဘူးဆိုတဲ့အကြောင်းရင်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒါတော့တစ်ပိုင်းပေါ့သူတို့အာဆင်နယ်အသင်းရဲ့ဒါပွဲစဉ်တွေကျွန်တော်ချက်ချက်ကြည့်ကြည့်ရအောင်အာဆင်နယ်အသင်းက ဟိုမနစ်ကတုန်းကယာဒီနဲ့တူတူပဲဒီယာဒီမှာလည်းယာဒီအစပွဲစဉ်တွေအရင်ကချက်တဲတောင်တွေ့ရတယ်။ဒါ August September နှစ်လမှာအာဆင်နယ်က Man United, Liverpool, Man City, Newcastle ဆိုတဲ့၄သင်းနဲ့တွေ့ရမယ်။၆ပွဲမှာအသင်းကြီး၄သင်းနဲ့တွေ့ရမယ်။ဆိုတော့ကြတော့တော်တော်လေးကိုချက်တဲတောင်တွေ့ရတယ်။အာပြီးရင်တွေ့ရတဲ့ပွဲတွေကလည်းဟို နှစ်ပွဲဆက်တိုက်နီးပါးကြီးပေါ့နော်ဥပမာမန်ယူနဲ့လစ်ဗာပူးကကျွန်တော်တို့ဒါနှစ်ပွဲဆက်မဟုတ်ဘူးဂျာထဲမှာလီးခံနေဆိုပေမဲ့နယူကာဆယ်နဲ့မန်စီးရီလိုမျိုးပွဲစဉ်တွေကြောင်နှစ်ပွဲဆက်တိုက်ကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ August နဲ့ September မှာအာဆင်နယ်တင်းတော်တော်ဒုက္ခရောက်မယ်။ပြီးတော့ပိုဆိုးတာကဘာလို့လဲဆိုရင်ဟို အသိဉာဏ်ရတော့ဒီလိုမျိုးသိရင်လည်းတွေ့ရမှာပဲ။ဘာကြောင့်မို့လို့ကျွန်တော်ပိုတိုခတ်ရောက်လဲပြောချင်တာပြောချင်တာလဲဆိုရင်ဆက်စားချင်းတွေ့ရလို့ဒါကကျွန်တော်တချို့ကစားသမားအစ်စ်တွေခေါ်ထားတာ ရှိမယ်။တချို့ကစားကွက်အစ်စ်တွေဖန်တီးရရှိမယ်ဆိုကြောင့်အသိဉာဏ်ကကျွန်တော်အထိုင်ချောင်းမှမဟုတ်ဘူး။ကျွန်တော်အာဆင်နယ်ဆိုလဲအပါဝင်မယ်။အဲ့တော့ကျွန်တော်ဟိုထုံးစံတိုင်းအာဆင်နယ်ရဲ့လက်ရှိအနေအထားကဟိုကစားသမားခေါ်ဖို့ကလည်းကြံ့ကြံ့နေတာဖြစ်တဲ့အတွက်ကစားသမားအစ်စ်တွေဒါစောစောစီးရောက်မလာဘူးဆိုရင်ကျွန်တော်အဲ့ပထမနှစ်လလောက်မှာအသေးချာပေါ့တို့တို့အနေနဲ့အသိအသိနဲ့ထိုင်ချောင်းကိုရုံးငယ်အောင်မှာဖြစ်တဲ့အတွက် အဆင်သင့်ဖြစ်အောင်မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီအဆင်သင့်ဖြစ်သေးတဲ့အချိန်မှာအသင်းကြီး၄သင်းနဲ့ဇတ်တရည်တွေ့ရလိုက်တာဖြစ်တဲ့အတွက်အာကျွန်တော်အနေနဲ့ဒါကြက်တဲသွားရင်လို့ပြောဆိုရခြင်းဖြစ်တယ်ပေါ့နော်အကယ်၍များအဲ့လိုမျိုးအသင်းကြီး၄သင်း၅သင်းတွေ့ရတာကဟိုဒီလိုမျိုးအခြေအနေမှာမဟုတ်ဘဲနဲ့ဒါနောက်၃လလောက်အကြပြီးမှတွေ့ရတာလို့ဘာလို့မျိုးဆိုရင်ကျွန်တော်အနေနဲ့အဲ့လောက်ကြီးကြီးအာစိုးရင်စရာရှိမှာမဟုတ်ဘူးဒါကကျွန်တော်အနေနဲ့အသင်းထိုင်မကြသေးတဲ့အချိန်မှာအသင်းကြီးနေတွေ့ခဲ့ရတဲ့အပေါ်ကိုဒါစိုးရင်ဖြစ်တယ်ပေါ့နော်ဒါကတစ်ပိုင်းပေါ့နော် ဘာလို့လဲတခုတည်းကအငါတို့လည်းပဲချင်းဆိုတွေ့ရမှာပဲငါတို့လည်းအတင်းကြီးနေတွေ့ရမှာပဲဆိုတော့ဒါ complaint နေလာမှာဆိုလို့ဒါကျွန်တော်ကဘာဘာကြောင့်မို့လို့ချက်တဲလဲဆိုတော့အကြောင်းရင်းကိုပြောရရင်ဖြစ်ပါတယ်ဆိုတော့ပြီးရင်တော့ကျွန်တော်ဒါဒီဇင်ဘာကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဆိုရင်တော့အာဆင်နယ်အတင်းကဒီဇင်ဘာပွဲချက်ထဲမှာ6ပွဲထဲမှာအတင်းကြီးတင်းတင်းထဲမှာ မတွေ့ထားတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအပြင်ဒီဇင်ဘာကာလမှာအာဆင်နယ်တင်းက6ပွဲမှာ4ပွဲတောင်မှကျွန်တော်အင်ဝင်းမှာကန်ရမှာဖြစ်တဲ့အတွက်ဒီဇင်ဘာလာထဲမှာတော့အနေငယ်သက်သာနိုင်တယ်အမှန်တမ်းပြောရင်ကျွန်တော်နောက်နောက်ကြာရင်လာလိမ့်မယ်တခြားသင်းတွေပြန်တွေ့လိမ့်မယ်ဒီဇင်ဘာလကအသင်းကြီးတော်တော်များများဒီဇင်ဘာလာထဲမှာအသင်းကြီးကြီးမတွေ့ထားကြဘူးဒါကဒီယာဒီပရီးမီးယားလိရဲ့အထူးခြားတဲ့ဒါမှတ်တမ်းတစ်ခုပေါ့နော်ခါတိုင်းခါတိုင်းဆိုရင်ကျွန်တော်ဒီဇင်ဘာ forzin လေးမှာဆိုရင်တကယ် အတင်းကြီးထိတ်တိုက်တွေ့ရဲ့ပွဲချက်တွေအများကြီးကိုကျွန်တော်တို့ဒါမျိုးစုံရင်ခုန်ပြီးကြီးခဲ့ရတာဆိုပေမဲ့ဒီရာသီမှာတော့ဒီဇင်မှာပွဲချက်ကာလတွေမှာအတင်းကြီးချင်းချင်းတွေ့နိုင်တဲ့ပွဲစဉ်တွေတော်တော်လေးကိုရှားမယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒါတစ်ပိုင်းပြီးရင်တော့နောက်ဆုံးကာလတွေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော် April May ကိုကြည့်မယ်ဆိုရင်တော့ April မှာ Arsenal က Manchester City Newcastle ကိုနှစ်သင်းဟိုနှစ်ပွဲဆက်တိုက်ဒါပွဲချက်ကင်ရပြီးရဲ့နောက်မှာတော့နောက်ဆုံး May လတွေမှာတော့အတင်းကြီးပစ်စစ်အတင်းတင်းမှမပါတော့တော့တွေ့ရတယ်။ Fulham, West Ham, Burnley, Crystal Palace ဆိုတော့ကြတော့ Arsenal က ကျွန်တော်တို့ဒါထိုက်တယ်ဟုတ်ပေါ့နော်ထိုက်တယ်ဟုတ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါချန်ပီယံလိဝင်ဖို့ပဲဖြစ်ဖြစ်ဘာမှဘာမှတော့မသေးကြသေးဘူးဆိုတော့အဲ့ချိန်မှာကျွန်တော်အခွင့်အရေးတစ်ခုခုကောင်းနေတဲ့အနေအထားမျိုး EP လောက်ထီကိုကျွန်တော်ဖန်တီးထားနိုင်မယ်ဆိုရင်ကျွန်တော်အနေနဲ့မေလာထဲမှာကျွန်တော်ရဲ့ဒါဟိုကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်မယ်ရှိတယ်ကိုတကယ်ကံမယ်ဆိုရင်ဟိုနိုင်အောင်ကံနိုင်တဲ့ ဒါအနေထားမျိုးရှိတဲ့ပွဲစဉ်တွေကိုကျွန်တော်နောက်ဆုံးလာတယ်မှာနောက်ဆုံးပိတ်အိနေလယ်ဘိုးတွေပိုင်ဆိုင်ထားတာကိုကျွန်တော်တွေ့ရတယ်ဒါကတော့အာဆင်နယ်အသင်းရဲ့ဒါပရီးမီးယားလိဖီချာအချမ်းဖြစ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒါဟိုချက်ဆီအသင်းရဲ့ပရီးမီးယားလိဖီချာကိုကြည့်မယ်ချက်ဆီအသင်းမှာဆိုရင်တော့အာဆင်နယ်နဲ့ဖြောင်းပြန်မယ်ပထမ organic စပင်မှာမှာဟိုအသင်းကြီးတဲကဆိုလို့ဒါ Manchester United အသင်းမှာအသင်းပဲပါပြီးတော့တော်တော်လေးကိုဒါပွဲချောင်နေတော့တွေ့ရတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာချက်ဆီဆိုရင်ကျွန်တော်ဆက်စားချင်းဟို လူတွေလူတစ်တွေနဲ့အထိုင်မကျခင်မှာဖြစ်ဖြစ်ဒါအရင်လူဟောင်းတွေပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့အသိလေးတွေနဲ့ပုံပုံပါပါဒါကန်ရမှာဖြစ်တဲ့အတွက်အနေငယ်တော့ဒါမျက်နှာသာရတယ်ပွဲဆက်ဆာခြင်းမှာပြီးနောက်တစ်ခုကဟိုတတိထားမိမလားတော့မသိဘူး Chelsea အသင်းကဟိုဒီတစ်နှစ်ပတ်လုံးမှာဟိုအသင်းကြီးအသင်းလေးဟိုအသင်းကြီးပေါ့နော်အသင်းကြီးနှစ်သင်းစတိုင်းနှစ်အသင်းကြီးနှစ်သင်းနဲ့စတိုက်တွေ့ရတဲ့ပွဲမျိုးလုံးဝမရှိသလောက်ရှာတယ်ကျွန်တော်ဒီတိမှာတွေ့သလောက်ကတော့ကျွန်တော်မေလာထဲမှာကျွန်တော် Liverpool ပြီးရင်စပားနဲ့ပွဲဒီဒီတပွဲရယ်ပြီးရင်ဧပြီလထဲမှာ Manchester United Manchester City ပွဲဒီနှစ်ပွဲလောက်ပဲသူတို့အနေနဲ့အသင်းကြီးအသင်းလေးအသင်းကြီးနဲ့နှစ်ပွဲစတိုက်ဒါပွဲချက်ကန်ရမယ်ပွဲမျိုးတွေ့ရတယ်ဟိုအာဆင်နယ်မှာဆိုရင်အာ ကန်ရပြီဆိုရင်အသင်းကြီးနေကြီးပဲဇက်တိုက်နှစ်ပွဲဆက်နှစ်ပွဲဆက်နှစ်ပွဲဆက်ကန်ရတယ်ဒီမှာ Chelsea တင်းကတော့အဲ့လိုမျိုးတော့မရှိပဲနဲ့ပွဲစဉ်စရာလေးကိုတကယ်ကိုတက်တက်တတညံ့ညံ့ညွန်ညွန်လေးကျွန်တော်တို့ဒါရရှိထားတော့တွေ့ရတယ်အဲဒီဇင်ဘာလတိုင်းမှာဆိုရင်လည်းကျွန်တော်တို့ Man United နဲ့ပဲကျွန်တော်အသင်းကြီးကန်ပြီးတခြားဟာတွေကလည်းကျွန်တော်အသင်းလေးတွေကြီးပဲဆိုကြတော့ကျွန်တော်ပြောရတဲ့အမီဒီဇင်ဘာလတိုင်းမှာလည်းပွဲလောက်မကျက်ဘူးဆိုတော့ Chelsea အနေနဲ့ overall ပြောရရင်တော့တကယ်ဒါ Chelsea တင်းရဲ့ဟိုပွဲစဉ်စရာကကျွန်တော်အခုအသင်းကြီးထဲမှာသဘောကျဆုံးလို့ကျွန်တော်ပြောလို့ရတယ် နောက်တစ်ခုကတော့ကျွန်တော်တို့လီဗာပူးသင်းလီဗာပူးသင်းကတော့ဟိုတိတ်တော့မထူးကြဘူးအာဆင်နယ်နဲ့လည်းဒါမဲ့သူကလည်းဒါဩဂတ်လထဲမှာအာဒီနယူကာဆယ်အာဆင်နယ်နှစ်ပွဲပွဲချက်ပြီးတော့စက်တင်ဘာမှာပွဲပွဲပြန်ချောင်းသွားတာကိုတွေ့ရတယ်ဟိုတခြားဟာတွေကတော့လီဗာပူးသင်းရဲ့ထူးထူးခြားခြားမရှိဘူးဟိုအာဆင်နယ်နဲ့လည်းတိတ်မကွာဘူးဒီဇင်ဘာလာထဲမှာလည်းကျွန်တော်တို့အသင်းကြီးနဲ့တွေ့ရတာဆိုလို့ဒါတော်တင်ဟန်တသင်းနဲ့ပဲကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးပိတ်ဒါမီလာထဲမှာဆိုရင်လည မန်ယူနိုက်တက်ချဲလ်စီအာအဗာအက်စတန်ဗီလာဆိုတော့ကျတော့လီဗာပူးအသင်းအနေနဲ့ကဟိုတခြားဟာတွေကတိတ်တိတ်ဒါပြောစရာကြက်တဲတယ်ဒါတွေမျိုးမရှိပါနဲ့ဒါမီလာတွေကတော့တခြားသင်းအနေနဲ့အသင်းကြီးတွေနဲ့ရှင်တော့လီဗာပူးအသင်းကနည်းနည်းကြက်တဲနိုင်တယ်နောက်ဆုံးပိတ်ဒါပန်းဝင်ငန်းဒီမှာဒီဘာဝုတ်တင်းနေတော်တော်လေးရုံးကန်ရပွင့်ရှိတယ်။အေပရီလာထဲမှာလည်းနည်းနည်းခြောင်သွားပြီးနောက်ဆုံးမေလမှာကျတော့မန်ယူ၊ချယ်လ်စီ၊အက်စတန်ဗီလာ၊ဘရန့်ဖို့ဆိုတဲ့အသင်းတွေကိုတွေ့ရမှာဖြစ်တဲ့အတွက်လီဘာဝုတ်အနေနဲ့အနေငယ်တော့နောက်ဆုံးပိတ်အင်းတွေလည်းမှာကျတဲ့နိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော် Manchester City အသင်းဒါ Manchester City အသင်းကလည်းဟိုအရန်ကြီးတော့ဟိုတာရင်နာရီမျိုးတော့ရှိမနေဘူးပထမဆုံးဒီဇင်ဘာလတွေကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အသင်းကြီးနဲ့တွေ့ထားတာမရှိဘူးဒါ August September ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Tottenham Hotspur Man United Arsenal ဆိုတဲ့ဒါ၃သင်းနဲ့အသင်းကြီး၃သင်းနဲ့တွေ့ထားအောင်တွေ့ရတယ်အာနောက်ဆုံးဘီလာတွေကိုကြည့်မယ်ဆိုရင်တော့ဒါ Everton Brentford ဘုံပေါက်ဘီလာဆိုကြတော့ Man City ရဲ့ဒါကျွန်တော်တို့ပွဲစဉ်ဈေးကလည်း တော်တော်လေးအခြေအနေကောင်းတော့တွေ့ရတယ်နောက်ဆုံးပိတ်အိတ်နယ်လွယ်မှာမေလာထဲမှာ ACC ပဲဖြတ်တန်းရမယ်အဲ့ဒီအပြင် April လထဲမှာတော့ကျွန်တော်တို့ဒါ Chelsea အာဆင်နယ်နှစ်ပွဲဆက်ဆိုကြအောင် Man City လည်း April လထဲမှာဒါသူတို့အကောင်းအောင်မလုပ်နိုင်မယ်ဆိုရင်မီလာတွေကတော့အာဆင်နယ်လိုပဲဒါရွှေ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 နဲ့ကိုကျွန်မကိုဖန်တီးခွင့်ရနိုင်မယ်နေသားမျိုးတွေ့ရတယ်ဆိုတော့ကြတော့ အော်ကျွန်တော်တဒီစကိမာနေနဲ့ကျွန်တော်ဗီဒီယိုရမ်းရှိတော့မှဆိုလို့ကျွန်တော်မန်ယူနိုက်တက်နဲ့စပါးကိုတော့ဒီထဲမှာထည့်ထားသေးဘူးကျွန်တော်ဒါပြီးခဲ့တဲ့ရာသီကအနီးကပ်ဆုံးဖြစ်ခဲ့တဲ့အသင်း၄သိန်းကိုပဲကျွန်တော်ထည့်ထားတာဖြစ်ပါတယ်ဆိုလို့ကြတော့ပွဲစဉ်ရအောင်ချန်ပီယံပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းကပွဲဥတွက်ဒါနှစ်လားစတိုက်မှာတော်တော်လေးကြက်တဲ့မယ်လီဗာပူးအသင်းကကြတော့တခြားအချိန်တွေအဆင်ပြေပြီးတော့နောက်ဆုံးရာသီပိတ်ပွဲစဉ်မှာကြက်တဲ့မယ် န်စီးတီးတင်းနဲ့ချယ်ဆီတင်းကတော့ထူးထူးခြားခြားကြီးကြက်တဲရာမျိုးမရှိဘူးပွဲစဉ်စရာလေးကဒါတက်တောင့်တတာနဲ့ပုံမှန်လေးပဲဆွဲအာထွက်လာတာကိုတွေ့ရတယ်အတိအပြင်ထူးထူးခြားနေတဲ့အသင်းကြီးအာလေးတင်းလို့အခုပြောထားတဲ့အသင်းကြီးလေးတင်းလုံးမှာဒါဒီဇင်ဘာကလာထဲမှာအသင်းကြီးတွေအများကြီးနဲ့ရင်ဆိုင်ရတဲ့ပွဲချက်တကလာမျိုးတော့မရှိကြဘူးဆိုတော့ဒါကတော့ကျွန်တော်တို့ဒါဒီယာဒီပရီးမီယာလိပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါအကြံပြင်းသုံးသပ်ပေးသွားဖြစ်ပါတယ်ဆိုတော့ပြည်သက်တွေနေနေရောဒီယာဒီပရီးမီယာလိပွဲစဉ်စရာအရာဘယ်အတင်းကဒါဖေဗာဖြစ်ဆုံးလို့ထင်လဲတာရမယ် အပါရနိုင်မှုအရှိဆုံးလို့ထင်တယ်ကျွန်တော်ကတော့ဒါ Chelsea နဲ့ Man City တင်းကဒီအခုပြောသွားတဲ့၄တင်းထဲမှာကျွန်တော်အကြိုက်ဆုံးဒါ Premier League Fixer ဒါ Fixer ပုံစံမျိုးရရှိထားတယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိပါတယ်အားလုံးကျေးဇူးတင်ပါတယ်